2025ခုနှစ်ဧပြီလ22ရက်နာနဲ့6နိုင်ဂျိုလူမတိုင်းတာရရှိချက်တွေနဲ့ငလင်ဒေတာများနဲ့အခြားဒေတာများတွေမူလဝတ္တများကိုလေ့လာပြန်ပြမှာဖြစ်ပါတယ်။တောင်မဲမင်္ဂလာမျိုးတွေ EMK Entertainment ကနေကြိုဆိုလိုက်ပါရယ်။ဒီနေ့တစ်ဆက်ပြင်ပြပြခွန်လဲရဒီဧပြီလ22ရက်နေ့အတွက်မူလဝတ္တနဲ့ငလင်တရေတွေကိုကြိုတင်ခံမှန်းချက်တွေထုတ်လွှင့်ပြသပေးတဲ့ မိုဇလာဘလော့ကဦးထစ်တင်ရဲ့ profile လေးကိုကျွန်တော်ရဲ့မျိုးပြသတင်ဆက်ပေးသွားဖြစ်ပါတယ်ကျွန်တော်ရဲ့မျိုးလေဒီကျူတင်ပြင်ဆင်လို့ရအောင်ကျူတင်ကာကွယ်ထားလို့ရအောင်လို့ပြည်နယ်ဝင်မြတ်တင်ဆက်ပေးခြင်းဖြစ်တဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ profile လေးကိုဆုံးထက်တိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ကြပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ profile လေးကိုဆက်လိုက်ရအောင်ကျွန်တော်တို့အခြေခံထားလေ့လာတဲ့လေစီးကြောင်းတက်ခတ်မှုများကိုဂျိုလိုကပေးပို့တဲ့ပုံများနဲ့ graphic ဆိုတဲ့အခါမှာအိန္ဒိယသမုတ်ပြာက ဘင်္ဂလားပင်လယ်ကိုဖြတ်ဝင်လာတဲ့မြစ်ကြီးကြောင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆင်းအိမဝတာတောင်လမ်းမှာသွားရောက်ပေါက်ဆက်သလိုပဲအချို့နေများဟာအရာရီတိုင်းရန်ကုန်တိုင်းဘူးကဲကနေပတ်ပြီးတော့မြန်မာပြည်လက်ပိုင်းကိုဖြတ်တိုက်သွားပါတယ်အပေါ်ပိုင်းမြန်မာပြည်နောက်ဘက်ကတောင်လမ်းဒေသလေးများနဲ့မန္တလေးမြို့ရောင်မှာပြစ်ဆုံမှုဖြစ်ပါတယ်ပစိဖိတ်သမုတ်တရားလာဒီစီကြောင်ဟာထိုင်းနိုင်ငံကိုဘာမှမဟုတ်ဖြတ်ပြီးတော့တက်ခတ်တာတွေ့ရသလိုပဲ ဒီစီကြောင်ရှုပ်ခင်းမှုဆက်လက်ဖြစ်နေတယ်လို့ပြောရမှာဒီနေရာမှာကျွန်တော်သတိထားဖို့လိုတာကမြန်မာပြည်အနောက်ဘက်ကတိုက်ခတ်လာတဲ့နေရာရန်ကုန်ဘဝနေပြီးတော့ကိုယ့်ပြီးတော့မြန်မာပြည်လက်ပိုင်းကိုတက်တယ်တော့ကြောက်လို့လေဆုံပြည့်ရှိတဲ့နေရာမှာနေရင်းတက်ခတ်မှုဖြစ်နေတတ်တာရှိပါမြန်မာပြည်မြောက်ဘက်ကဆင်းလာတဲ့လေကိုတောင်ဘက်ကတက်သွားတဲ့လေကိုကဖိနှိပ်တဲ့တကြောင်မလို့နှစ်စဉ် ကိလေဖြစ်တာရှိတဲ့ ARV မျိုးတလျှောက်အထူးသဖြင့်ကနေဒေသမှာမြေဆိုင်လေစတဲ့တိုက်ခတ်နေတဲ့မိသားရှိတဲ့အတွက်ကြောင့်မလို့အထူးသိထားဖို့လိုပါတယ်ကျွန်တော်တို့ဒီကနေ့ဒေစီကြောင်တိုက်တာချက်ကိုလေ့လာပြတဲ့အခါမှာပင်လယ်မှာရှိနေတဲ့ရေငွေ့ရဲ့အနေအထားဟာအများဆုံးကမမာပြီးတဲကိုမဝင်မဲနဲ့ပတ်ပြီးတော့အပြင်ထွက်သွားတာတွေ့ရပါတယ်မမာပြီးအလယ်ပိုင်းကိုအနည်းငယ် ဝင်လာတယ်တွေ့ရသလိုပဲမြန်မာပြည်အထက်ပိုင်းမှာတော့တိမ်မြင့်တိမ်တောင်တွေရှိနေတာတိုက်တာရရှိပါတယ်ဒီထွက်ကြောင့်လို့မြန်မာပြည်အထက်ပိုင်းမှာမိုးနှဲငယ်များသလိုပဲမြန်မာပြည်အောက်ပိုင်းမှာမိုးနှဲငယ်များလာပါတယ်ဘယ်လိုများနိုင်လဲဆိုတာကြည့်ရမယ်ကျွန်တော်တို့20နှစ်နဲ့မနဲ့တလာရနေတော့မနဲ့6နိုင်မှာဆိုလို့ရှိရင်ရှမ်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာမိုးအနှဲငယ် ရရှိတာတွေ့ရပါတယ်အထူးသဖြင့်ညချင်းနောက်ကိုပို့ပြုတ်တော့ကစင်ပင်တဲ့တစ်ခုလုံးမိုးနေနေရနိုင်ပါတယ်ထို့အတူပဲကျေပုံနဲ့မန္တလေးကြားမှာမိုးပွဲလေးကြနိုင်တဲ့အနေအထားရှိပါတယ်နောက်တစ်နေရာကတော့ကျွန်တော်တို့ရေရဲ့အရှိတ်တောင်တန်းဒေသမှာမိုးနေနေကြနိုင်ပါတယ်မနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ မြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမှာမိုးဆက်လက်ရွာပြီးလို့ရှိရင်တော့မန္တလေးအထက်နယ်မုံရွာထက်လေးနားမှာမိုးပွဲအနေနဲ့ကြနိုင်တာတွေ့ရလို့ပဲအထူးသဖြင့်မေမြို့နယ်မိုးဘုတ်မှာမိုးနည်းနည်းကြနိုင်ပါတယ်။တို့တို့တောင်လူအရှိတ်အချမ်းကတောင်နှမ်းမှာမိုးနည်းနည်းကြနိုင်ပါတယ်။ဆက်လက်ပြီးတော့ရေးရဲ့အရှိတ်တောင်နှမ်းမှာမိုးကြနိုင်တဲ့ဒါရှိပါတယ်။ နေ့လယ်ဆန်းလာရနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာလည်းကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေပြီးတော့ချမ်းပြည်နယ်ရောက်ခဲ့ချမ်းမှာနောက်တူကိုပြုပြီးတော့မိုးတနေရွာနိုင်ပါတယ်ရခိုင်ပြည်နယ်ရခိုင်ရိုးမတောင်နှမ်းပေါ်မှာစစ်တွေအရှိတ်မှာမိုးရွာပြီးတော့6တို့ရေနံကြောင်းလိုမကွေးတော့မှာဘိုးဘွယ်အနေနဲ့ကြာနိုင်တာကိုခမန်းသက်တွေကပြထားပါတယ် တောင်ဝဲချောင်းကိုကြည့်မှဆိုလို့ရှိရင်နော်ကရင်ပြည်နယ်နဲ့ပြည်နယ်တိုင်းတိုင်းမှာမိုးဝဲနဲ့ကြနေပါညနေ6:00နာရီတော့ည7:00နာရီအတွင်းမှာဆိုလို့ရှိရင်နော်ကချင်ပြည်နယ်ဘက်မှာပုံမှုပြီးတော့မိုးများလာနိုင်တဲ့အနေအားရှိပြီးတော့စကိုင်းတိုင်းအထက်ပိုင်းမှာလည်းမိုးများနိုင်ပါတယ်။ချမ်းပြည်နယ်နောက်တူကိုဗဟိုပြုတ်ပြီးတော့မိုးဆက်လက်ပြီးတော့ညားနိုင်ပါလေအဲ့ဒီထက်မှလာရှိုးလဲမိုးကြနိုင်ပါ ရခိုင်ရုံးမှာစစ်တူရဲ့အရှိပဲရခိုင်ရုံးမှတစ်ခုလုံးမိုးပဲနဲ့ငယ်ကြပြီးတော့ဒင်တန်တောင်းနဲ့မကွေးမှာမိုးနေနေလေးကြာနိုင်လို့ပဲကျွန်တော်တို့နေပြီးတော့တောင်းဦးဖြူးရဲ့အရှိပဲတောင်းကန်းတွေမှာမိုးအနှဲငယ်ကြာနိုင်ပါတယ်စစ်တောင်းမြဝါမှာမိုးကြာလို့ပဲတထုံဘက်မှာလည်းမိုးကြာနိုင်ပါတယ်တို့တူပြင်ပြင်းနဲ့တရင်းလိုက်တိုင်းမှာမိုးနေနေကြာနိုင်ပါတယ် ဒီနေရာမှာကျွန်တော်တို့သတိထားဖို့ကကောင်းငင်ပေါ်မှာရှိတဲ့တိမ်တိုက်ကြီးနေသွားတာနဲ့မြာရေပြင်ကိုနေအောင်ကြီးတိုက်ရိုက်ကျဆင်းပြီးတော့ရေပြင်ကနေပြီးတော့နေပူချိန်ဆုတ်ရမှုကြောင့်မလို့အပူချိန်စတင်မြင့်တက်လာတာတွေ့ရှိရမှာပါဒါကတော့၂၂ရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့အပူချိန်38 degree centigrade ARV မြေရိုးတခြားသုံးဖို့ ငလင်းလှုပ်တဲ့ဒေသကြီးခုလုံးမှာခံစားရမှာဖြစ်ပါတယ်။ဒါမဲ့23ရက်နေ့မှာဆိုလို့ရှိရင်မန္တလေးရဲ့အနောက်ဘက်မုံရွာကလေးဝကလေးဘက်မှာဆိုလို့ရှိရင်အပူချိန်40ကျော်ကျော်ကြီးခံစားရဖို့ရှိပါတယ်။ဒီအတွက်ကြောင့်မလို့ကြိုတင်ပြစင်ပါ။ဒါမဲ့24ရက်မှာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့အပူချိန်မြင့်မားနေမှာဖြစ်ပါတယ်။ကျွန်တော်တို့အထူးသတိထားရမှာကတော့ငလင်းဒေသတွေမှာ ဒီပူဓာန်ကိုဘယ်လိုဖြတ်သန်းမလဲဆိုတော့မြေပြင်မှာရှိတဲ့ပညာရှင်တွေနဲ့ပရဟိတအဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ပြင်ဆင်ထားကြဖို့ဒီနေရာသတိပေးလိုပါတယ်။ကျွန်တော်တို့ဒီကနေ့သတိပေးချက်တွေကိုလည်းကိုသက်ထရိနိုင်တတိရန်ကနေပြီးတော့ MP3 download လုပ်ပြီးတော့မိတ်ဆွေများကိုညှဝေနိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ site ပြိုးရေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြောပြပါမယ်။၂၀25 April မှာ မိုးရွာသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့သာမန်နှစ်တည်းတဲ့မိုးရည်စဉ်တလမကြီးပါပူရတယ်လို့သုံးသပ်ရပါမယ်။လာမဲ့မေလာမှာဆိုလို့ရှိရင်ဓမ္မပိအောက်ပိုင်းမှာသာမန်နှစ်တည်းတဲ့နှစ်လမပူပြီးတော့မိုးရနိုင်လို့မိုးများမယ်လို့ပြောနိုင်ပါတယ်။ထို့အတူဓမ္မပိအချက်ပိုင်းမှာလည်းမိုးရည်စဉ်တလမပူပြီးတော့ရနိုင်တဲ့အတွက်ကြောင့်ဒီနှစ်အားဆိုလို့ရှိရင်တော့ မိုးရွာပြီးစောပြီးတော့မိုးကာလမှာမိုးများနိုင်တယ်လို့ကျွန်တော်တို့အတိပေးပြရသည်အဲ့တော့မိမိတို့လုပ်ငန်းတွေအတွက်ကြိုတင်ပြင်ဆင်ထားကြပါကျေးဇူးတင်ပါဧပြီလ22ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်အရမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်အထက်အထက်ဖြစ်ထွန်းနေတာကလွှဲရင်ကြံတပြည်နယ်လုံးမှာတိမ်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ်။ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတချို့မှာနေရာကွက်ကြားမိုးရွာသွန်းခဲ့တာကိုမိုးလေဝသအကျိုးတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ နေအပူချိန်တိုးတက်မှုနဲ့အတူမိုးရွာသွန်းမှုတို့ကြောင့်လေထုအတွင်းအပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလွဲညနေပိုင်းအချိန်လေပြင်းတိုက်ခတ်ခြင်းမိုးဒိန်အောင်ကြီးများဖြစ်ပေါ်ခြင်းမိုးသီးကျွေခြင်းပျက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးရန်တွေတွေဖြစ်ပေါ်နိုင်ပါတယ်မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အထင်းအင်းမှတိမ်ထူထန်နိုင်ပါတယ်။ရခိုင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း ဧရာဝတီတိုင်းရန်ကုန်တိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြောင်မိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်လိုမိုးကြီးနိုင်ပါတယ်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာအပူချိန်34ဒီဂရီမှ38ဒီဂရီစင်တီဂရိတ်အတွင်းသို့ရောက်ရှိနိုင်ပြီးဇကိုင်းတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းအတွင်းရှိမြို့နယ်တချို့မှာအပူချိန်42ဒီဂရီမှ42ဒီဂရီစင်တီဂရိတ်ထိမြင့်တက်နိုင်ပါသေးတယ်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ35ဒီဂရီစင်တီဂရိတ်၊ဖမ်မြို့မှာ34ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ33ဒီဂရီစင်တီဂရိတ်အထိသေးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးမြို့ဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတခုလုံးမှာအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောနေနိုင်ပါတယ်။ ဒီမိုလေးဟုတ်ကဲ့အမျိုးလေးကျွန်တော်ပြင်ဆင်ကြည့်တာပါပဲကြီးဒီဖန်လေးရတာ AB လား22ရက်နေ့အတွက်လို့တဲ့တည်နေငလင်တည်နေကိုတိဆက်ပြသပေးတော့တဲ့ဒီမိုဆလာဘလော့ကဦးထစ်တုံလည်းကျေးဇူးများကြီးတင်ပါတယ်ဒီဖန်လေးကိုတိဆက်ရတဲ့ရည်ရချက်ကတော့ဒီဒေသမှာရှိတဲ့ဒီမိသားစုတွေပေါ့နော်ကြိုတွေကောက်ပြင်ဆင်လို့ရအောင် တခြားသောဒီတန်သူဦးကြီးတွေလည်းဒီကြိုတင်ကောက်ကွယ်ပြင်ဆင်လို့ရအောင်လို့ဒီပြန်လည်ဝင်မြတ်တည်ဆက်ပေးလိမ့်ခြင်းပဲဖြစ်ပါတယ်။လူဖန်လေးပတ်သက်ပြီးတော့မြို့ရဲ့ team စတဲ့ကလေးကျွန်တော်ရဲ့ comment မှာမှတ်ချက်ပေးကလေးရတယ်။ကျွန်တော်ရဲ့ channel ကနေဘူးတရရဲ့ကြောင်းနဲ့ဟာတာပြီမြဲတည်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ဘူးနဲ့ဒီပဲလေးပိုင်းနဲ့ keep ပြီး transfer ရှင်ပါတယ်။ကျွန်တော်ရဲ့ channel အပိတ်ကြည့်ရှုတရားရှင်ညာကျေးဇူးများတင်ပါတယ်။နောက်ထပ်ပြီးမှပဲဆွေးကြမယ်။တဒါ